င်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ23ရက်နေ့မနေ့ရှင်းနိုင်တရင်များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်နေနဲ့မြန်မာစစ်တပ်အတွက်ဖျောက်ဖျက်မရတော့တဲ့ရှက်စရာအကောင်းဆုံးနေ့ရက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် တရုတ်၏မြမအရေးပြောင်းချက်ချက်ဝင်ရောက်ဆက်ဖက်မှုရှာလန်နေပြင်ကိုကန့် MNDA တက်မြောက်ယခုရပိုင်းတွင် လာရှုမြို့မှအပေးတိုင်ပြန်လဲထောက်ခွာရတော့မည်ဖြစ်သည်မြေပြင်တွင်လည်းပြီးခဲ့တဲ့ရပိုင်းများကစား၍ MNDA တက်သားများကားကြီးကားငယ်အသွေးသွေးနှင့်တိန်နီမျိုးဘက်ကိုပြန်လဲဆုတ်ခွာသွားခဲ့ကြပြီးဌာနဆိုင်ရာအစအုပ်များတွင်လွှင့်ထူထားသည့် MNDA အလံများကိုလည်းပြန်လဲဖျက်ချသွားပြီဖြစ်သည်ဧပြီလ22ရက်နေ့လယ်ပိုင်းတွင်ရာထောင်ချေသောစစ်ကောင်စီတပ်သားများကိုတင်ဆောင်လာသည့် ဆင်းမတော်ရင်တန်းများလာရှုမျိုးတွေတို့ဝင်ရောက်လာကြသည် ထို့သောအလန်တလူလူလွင့်ကစစ်ကားများလာရှုံမြို့ရဲဝင်ရောက်လာပုံကိုစစ်တပ်ထောက်ခံသူများကဂုံယူဝင်ကြားစွာရေးသားဖော်ပြနေကြသည်ကိုတွေ့ရသည်အထူးသဖြင့်တနေ့ကျရင်ရမခကိုပြန်လည်ရမယ်လို့ယုံကြည်ထားသည့်အတိုင်းပြန်ရပြီဟုစစ်ကောင်စီထောက်ခံသူများကဝန်ကောင်းတန်ကြီးများနဲ့ Telegram တွင်ကြုံဝါခဲ့ကြသည်ထို့သောလာရှုံမြို့စစ်ကောင်စီလက်ထက်ပြန်ရောက်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်ထို့သော၎င်းတို့ကြုံဝါထားသည့်အဆိုပါလာရှုံမြို့ကိုတက်မတော်ဟု၎င်းတို့ခေါ်ဆိုကြသည့်မြန်မာစစ်တပ်က ဆန်ဆန်တမန်တိုက်ခိုက်သိမ်းယူခဲ့ခြင်းတော့မဟုတ်ရိုးရှင်းစွာပြောရရင်တရုတ်ထွင်ပေါက်ပေးခဲ့သည့်ခွေတိုပေါက်မှတဆင့်ဂုံသိက္ခာမဲစွာပြန်လည်ဝင်ရောက်သိမ်းယူသွားခြင်းပင်ဖြစ်သည်ရှခင်လာများတွင်လာရှုမပြောနေပြင်းလွင်မျိုးပြင်းလောက်တဲ့သာတက်ဆွဲနိုင်တော်သည့်စစ်တပ်အနေဖြင့်တရုတ်နိုင်ငံ၏မြမအရေးပြောင်းကြကြဝင်ရောက်ဆွဖက်မှုကြောင့်သာရခုကဲ့သို့လာရှုမျိုးကိုခက်တီတီနှင့်နောက်ဖေးပေါက်ကဝင်ရောက်လာနိုင်ခြင်းလည်းဖြစ်သည်။ စစ်ပွဲလီလီကိုအနိုင်ယူခဲ့သည့်ဆိုသည့်စစ်တပ်သည်ပြည်သူပအဝင်သော တော်လှန်ရေးတွင်၎င်းတို့၏စစ်တိုင်းဌာနချုပ်ရမခရှေယာလာရှိုမျိုးကိုရပ်ပိုင်းအတွင်လွယ်လင်းတကူဆုံရှုံခဲ့ခြင်းဖြစ်ပြီးထိုနေ့မှစ၍ယခုရပ်ပိုင်းတွင်လာရှိုမျိုးကိုအနာပင်မကန့်နိုင်အောင်လုံလုံလည်လည်ဆုံရှုံခဲ့ခြင်းလည်းဖြစ်သည်အချို့အားဖြင့်ပြည်ပအာဂုတ်ပစိန်ယိုဟုဆိုကအတိုက်ခံများကိုတဆိုင်မမတ်တိုက်ခိုက်ချိန်မုံခဲ့သည့်မြန်မာစစ်တပ်သည်လက်တွေတွင်ပြည်ပတရုတ်အာဂုတ်ဖြင့်လာရှို့မျိုးကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့သည် ကိုပါရေးချင်းကြောင့်မဟုတ်ပဲတိုင်းပြည်အချုပ်အခြာအာဏာကိုစတဲ့ပြီးတရုတ်ကိုဒူးထောက်ခါရကလာရှိုးမြို့ကိုပြန်လည်ဝင်ရောက်ခဲ့သည့်ရှင်နေသည်မြန်မာစစ်တပ်အတွက်အရှက်ရဝေရအကောင်းဆုံးနေ့တနေ့သာဖြစ်ပေတော့သည်ဆလဘီရွှေကျင်းမြို့နယ်ညောင်ချောက်ကျေးရွာနှင့်ခမရ998တရင်ရှိစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပုဂိုးတိုင်းရွှေချင်းမြို့နယ်ညောင်ချောက်ကြီးရွာအနီးခမရ998တရင်ရှိအစံဘက်စစ်ကောင်းစီတပ်သားများကိုဝင်းရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှစစ်သားတို့တိုက်ဆုံခဲ့ကြောင်းတောင်ညိုတရင်ပီ299အိုစစ်မှတောင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ22ရက်တွင်ရွှေကျင်းမြို့နယ်ညောင်ချောက်ကြီးရွာနှင့်ခမရ998တိုင်ရင်ရှိအစံဘက်စက်ကောင်စီတပ်သားများကိုတောင်ညိုတိုင်ရင်နှင့်ပူပေါင်းဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့တိုက်ခိုက်မှုအတွင်အစံဘက်စက်ကောင်စီတပ်သားနှုတ်သိဆုံးပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် တောင်ညိုတရင်နဲ့ပူပေါင်းအဖွဲ့တွေကညောင်ချောက်ကြီးရွာအနီးမှာရှိတဲ့ရှမ်းသူခမရ998ကအစံဘက်စစ်သားတွေကိုချောင်းမြောင်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါရှမ်းသူဘက်ကစစ်ခွေးနှကောင်တေဆုံနေစစ်တော်တို့ဘက်ကအထီးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဟုတောင်ညိုတရင် P299 ဦးစစ်မှတောင်ရှိသူတူကပြောဆိုသည်ရှိခိုဆလဘေငလင်းလှုပ်ခဲ့ပေမဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်အားပေးစက်ရုံစီမံကိန်းဆက်လက်လှုပ်ဆောင်မယ်လို့ရုရှားပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံမှာမက်လအတွင်းကအင်အားပြင်းမြင်ကလေးလှုပ်ခတ်ခဲ့ပြီးမြူကလီးယားတအားပေးစက်ယုံတိစောင်းရေးကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့စီမံကိန်းကိုဦးဆောင်နေတဲ့ရုရှားအစိုးရပိုင်းကုမ္ပဏီကပြောပါရယ်။ NASA ကဥက္ကဋ္ဌနဲ့ရုရှားသမ္မတပူတင်တို့ဟာမြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးလှုပ်ခတ်မှုကြောင့်လူပေါင်း3900ကျော်မသေးခင်၃ဘတ်အလိုကလေးက အသေးစားနျူကလ িয়ার ဆက်ယုံတိဆောက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။နှစ်ဘက်သဘောတူညီချက်မှာတော့55မဂါဝက်ထက်တဲ့နျူကလ িয়ার တပ်ပေါင်းပုံနှစ်ခုပါဝင်တဲ့130မဂါဝက်ထုံးအသေးစားနျူကလ িয়ার တအားပေးဆက်ယုံတိဆောက်ရေးပူးပေါင်းဆောင်ရွက်မှုလည်းပါဝင်ပါတယ်။ မကြသေးမီကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာမြန်မာနိုင်ငံမှာတည်ဆောက်မဲ့စီမံကိန်းကိုထိခိုက်မှုမရှိကြောင်းနဲ့ကုမ္ပဏီအနေနဲ့ငလင်တန်ခံနိုင်ရေးလိုအပ်ချက်တွေအပေါ်အဝင်နိုင်ငံတကာဘေကင်းလုံခြုံမှုစံနှုန်းတွေကိုလိုက်နာဆောင်ရွက်နေတယ်လို့ရုရှားဘက်ကဆိုပါတယ်။ဒီနျူကလ িয়ার တာအပေးစယုံတည်ဆောက်ဖို့နဲ့ပတ်သက်ပြီးတည်ဆောက်မဲ့နေရာသေးသေးကိုတော့ထုတ်ပြန်ခြင်းမရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာဘက်ကတောင်းရင်ရှိသူတွေကလည်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့မြန်မာနျူကလ িয়ার အရေးအနည်းကစောင့်ကြည့်နေတဲ့ထိုင်းအာဏာပိုင်တွေကတော့ဒီစက်ရုံကိုငလျင်တန်ခံနိုင်အောင်တိစောက်ထားတဲ့နေပြည်တော်မှာတိစောက်မယ်လို့အကဲဖြတ်ထားပါတယ်။နောက်ထပ်အလားအလာရှိတဲ့နေရာတွေကတော့ပဲခူးတိုင်းဒေသကြီးအလဲပိုင်းနဲ့နောက်တနေရာကတော့ရုရှားနဲ့မြန်မာအကြားစိတ်ကန်းနဲ့ရေနံချက်ဆက်ယုံတိစောက်ဖို့သဘောတူထားတဲ့တဝဲရေနဲ့စိတ်ကန်းလို့သုံးသပ်ထားပါတယ်။ ဆက်လက်ပြီးမင်္ဂလာတောင်ညွန်မြို့နယ်တရားရှင်လန်တိုက်ခန်းတကုန်တိုင်းဓမြတိုက်လူသက်မှုဖြစ်စွေတဲ့ငို့တင်ဆက်ပေးပါမယ်ရှင်။ရှန်ကုန်တိုင်းမင်္ဂလာတောင်ညွန်မြို့နယ်တရားရှင်လန်ရှိတိုက်ခန်းတကုန်တိုင်းဓမြတိုက်လူသက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဧပြီလ22ရက်နေ့နနက်9:00နာရီတွင်ဖြစ်ပွားခဲ့ပြီးတဦးရင်းဤအသက်66နှစ်အရွယ်မတ်အရှာဘီခေါ်ဒေါ်တနန်တီမှအသက်ခံရပြီးငွေနှင့်ရွှေတဲ့ပစ္စည်းများပါသွားခဲ့သည်ဟုဆိုသည်။ အမေဆုံးမေတဲ့အိမ်မှာအသက်ခံရပြီးငွေတွေယူသွားတာပါဟုဒေါ်တန်တန်ထိတ်သမီးဖြစ်သူကအခင်ဖြစ်စဉ်နဲ့ဆက်ဆက်၍၎င်း၏ Facebook လူမှုကွန်ရက်တွင်ရှမန်နေဧပြီလ22ရက်နေ့နေ့လယ်ပိုင်းကအတီးပေးရေးသားထားသည်ဒေါ်တန်တန်ထိတ်သည်မေလ6ရက်တွင်ပြည်ပရှိဆွေမျိုးများရှိရသူထွက်ခွာရင်ပြင်ဆင်ထားကြောင်းလည်း၎င်း၏အနီးဆက်သူအချို့ကပြောသည် တရရှယ်လန်ကအင်မတန်လူစီကားရဲနေရအခင်းဖြစ်ပွားတဲ့လမ်းနဲ့မင်္ဂလာတောင်ညွန့်ရဲစခန်းမှာလေးချွင်ရင်အောင်ကြားရတယ်ဟုဒေသခံတို့ကပြောသည်အခင်းဖြစ်စင်းနဲ့ဆက်ဆက်၍မင်္ဂလာတောင်ညွန့်မြို့မှာရဲစခန်းကိုလူတို့တွေကဆက်သွဲမေးမြန်းထားတော့လေအကြောင်းပြန်ခြင်းမရှိပေ မန်ရှလာဆေးရဲနေကလည်းတာမွေမြို့နယ်မြစ်တာညွန့်ရက်ွက်ဝနသိငေလန်ရှိတိုက်ခန်းတစ်ခုတွင်အမှုကျန်းစည်းခံရမှုဖြစ်ပွားခဲ့သေးသည်။ထို့ပြင်ရန်ကုန်မြို့တွင်ကုန်စုံဆိုင်တွင်နိုင်ပါလူသန်းငွေလူသည်ဖြစ်စဉ်ရှိခဲ့ပြီးခိုးဆိုးလူရဲမှုနှင့်အမှုကျန်းစည်းခံရသည့်ဖြစ်စဉ်များပေါ်များလာမှုမှာအုတ်ချုပ်နေသူများ၏အတုံးမချမှုကြောင့်ရန်ကုန်မြို့နယ်ပြည်သူအချို့ကဝေဖန်သည်။ဆလဘီကြောက်ဖြူစီမံကိန်းအနာဂတ်ဒီအေအေလက်ထဲတွင်ရှိကြောင်းရေနံစောင့်ကြည့်ရေးအဖွဲ့ပြောဆိုရတဲ့ငို့တင်ဆက်ပေးပါမယ်ရှင်။ အရက်ကတမ်ရော်တဲ့ကြောက်ဖြူမျိုးနဲ့တခုလုံးကိုစေရေးအရထင်းချုပ်သည်ဖြစ်စေမထင်းချုပ်သည်ဖြစ်စေစီမံကိန်းတို့၏အနာဂတ်သည်အေးလက်သေးတွင်ရှိသည်ဟုရခိုင်ရေနံစောင့်ကြည့်၏အဖွဲ့အရက်ကဝိုင်းဝက်ကသုံးသပ်သည်ယခုလထက်ရခိုင်ရေနံစောင့်ကြည့်၏အဖွဲ့၏တောင်းလောင်နေသည့်ကြောက်ဖြူ၏ပဏိပကများစီရင်ခံစာတွင်ထိုးထိုးသုံးသပ်ထားခြင်းဖြစ်သည်ရှင်းပြင်အေးအေးနေဖြင့်စီမံကိန်းများပါဝင်ကြောက်ဖြူမျိုးနဲ့တခုလုံးအားအပြည့်အဝသိမ်းပိုက်မည်ဆိုလျှင်လက်ရှိနှင့်အနာဂတ်စီမံကိန်းများအတွက်သဘောတူစာချုပ်များ ဗန်နောင်ငွေအစုရှယ်ယာသဘောတူညီမှုများနဲ့အခွန်အခကိစ္စရံများကိုပါပြန်လည်ဆွေးနွေးနိုင်မည်အခြေအနေတရက်တို့ရောက်ရှိသွားမည်ဟု AOW ကဆိုသည်စစ်ကောင်စီနှင့် AE တို့သည်2025ဖေဖော်ဝါရီတတိယပတ်ကစပြီးကြောက်ဖြူမြို့နယ်စီမော်ကြီးရွာ UK နှင့်စက်တိန်စသည့်ကြီးရွာအနေနဲ့တညာဝရီရေတပ်ဌာနချုပ်အနေတွင်တိုက်ပွဲများနေစဉ်ဖြစ်နေသည်စစ်ကောင်စီတပ်သည်ကြောက်ဖြူဒေသတွင်ဒရုန်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများနဲ့လေကြောင်းတိုက်ခိုက်မှုများကိုတုံ့ပြန်လာသည်ဟုလည်းဆိုထားသည်လက်ရှိမှာ AAD စစ်ကောင်စီရေတပ်စကန်နဲ့ရေတပ်ဖွဲ့စကန်အနေရှိရှေရန်ကင်းစကန်များကိုတိုက်ခိုက်လာခဲ့ပြီးကြောက်ဖြူမျိုးနေရှင်နဲ့မြုံနယ်မှုစီမံကိန်းနေရာများအားရှောင်ရှားသည်။ထို့သော AAD ကြောက်ဖြူရှိပိုင်လိုင်းလမ်းကြောင်း၏တစိတ်တစ်ပိုင်းနှင့်အမ်မြုံနယ်တွင်ရှိပိုင်လိုင်းလမ်းကြောင်းတစ်လျှောက်လုံးကိုထိန်းချုပ်ထားကြောင်း AWO ကပြောသည်။ ရခိုင်ပြည်တွင်ဆေးရဲတဲမှမှများမြင့်တက်လာတော့လေ။ကြောက်ပြူမျိုးရှိရေနံနှင့်တဘာဝတံငွေစီမံကိန်းများသည့်ရခိုင်ကတင်ပို့နေသည့်အတိုင်းတရုတ်နိုင်ငံသို့ယနေ့အချိန်ထိအတားအဆီးမရှိလဲပတ်နေစေဖြစ်သည်ဟုရေနံဆောင်ကြည်ရေးဖွဲ့အစီရင်ခံစာထုတ်ပြန်ချက်အရသိရသည်။ ိုင်ငံသားသားနဲ့မြန်မာဝန်ထမ်းများသည့်ရဟတ်ရင်နဲ့တင်မောများဖြင့်ကြောက်ဖြူမှပင်လယ်ပြင်ရှိရင်းများသို့တွားရောက်အလုလုကြဆဲဖြစ်ပြီးတရုတ်ရင်နဲ့တင်မောများသည့်မဒီကျွန်းသို့တလားတွင်အနည်းဆုံး2ကြိမ်3ကြိမ်ခန့်ပုံမှန်တိုင်းဝင်ထွက်နေဆဲဖြစ်သည့်ဥရှင်စီရင်ခန်းစာရသည်ရသည်စစ်ကောင်စီသည်ကြောက်ဖြူမျိုးနဲ့တွင်ရှိရင်းနှီးမြုပ်နှံမှုစီမံကိန်းများမှအ धिक အကျိုးမြတ်ခန်းစာနေရသူဖြစ်ပြီးရွှေတဘာဝတံငွေရောင်ရကျဲမှနှစ်စဉ်ခန့်မှန်းကြီးအပြင်ဒေါ်လာ950မီလီယံနဲ့ကြောက်ဖြူမှတရုတ်သို့ရေနံပိုင်လိုင်းမှတစ်စဉ်ရေနံစိမ် ဖြတ်တန်းတင်ပို့ကအဖြစ်20ဒေါ်လာ25မီလီယံခန့်ရရှိနေကြောင်းစီရင်ခန်းစားကဆိုသည်ထို့သောတရုတ်နိုင်ငံသို့ရှေးနန်နှင့်တဘာဝတံငွေများကိုတင်ပို့ရောင်းချခြင်းမှာစစ်ကောင်စီသည်ကုန်သွယ်မှုကိုထိန်းချုပ်နိုင်ခြင်းနှင့်နိုင်ငံရေးအကျိုးမြတ်တူကိုရရှိနေခြင်းဖြစ်သည်ဟုအစီရင်ခန်းဆိုင်ဖော်ပြချက်အရာသိရသည်ဒေါ်လာ၈သမ6ဘီလီယံတန်မှုရှိသည့်ကြောက်ဖြူအထူးစီးပွားရေးဆောင်နှင့်ပါရှိသောစက်မှုဥယျာဉ်နှင့်ရှင်နှဲစိတ်ကန်းတို့ကိုတည်ဆောက်ရန်တရုတ်နှင့်စက်ကောင်စီအကြားတွဲဆောင်ဆွေးနွေးမှုများမကြာခဏရှိနေတော့လည်း 2024ခုနှစ်တွင်အေအေမကြောက်ဖြူမျိုးနှင့်အတွင်တိုက်ခိုက်မှုများစတင်ခဲ့ပြီးထို့သောနောက်ပိုင်းစီမံကိန်း area များတွင်လုပ်ငန်းများစတင်အကောင့်ထဲပေါ်ဆောင်နေသည်ကိုမတွေ့ရှိရသေးပေတရုတ်နိုင်ငံသို့ကြောက်ဖြူမျိုးနှင့်မရေကျွန်းရှိပင်လယ်ရေနှင့်စိတ်ကမ်းမှအရှိန်အပေါ်ဆောင်မှုများနှင့်ပိုက်လိုက်များမှတဘာဝတံငွေတင်ဖို့ရောင်းချမှုများသည်နှစ်စဉ်တန်မှုအပြင်ခမန်းချီအမေရိကန်ဒေါ်လာ9ဘီလီယံထိရှိနေသည်ရှင်းအထဲမှစက်ကောင်းစီသည်နှစ်စဉ်အမေရိကန်ဒေါ်လာ985သန်းကျော်ရှိသောနိုင်ငံသား ငွေအရင်းမြစ်များကိုရရှိနေတဲ့အတွက်၎င်းတို့ကိုတပ်ဆိုးရှေ့စေခဲ့ကြောင်း AOW ကဆိုသည်စီမံကိန်း area များကိုစစ်တပ်ထိန်းချုပ်မှုဆုံးရှုံးသွားရင်းလက်ရှိဝင်ငွေစည်းကြောင်းများကိုစိန်ခေါ်နိုင်မည်ဖြစ်ပြီးတောင်ကိုရီးယားနှင့်အိန္ဒိယကုမ္ပဏီများပါဝင်ပတ်သက်နေသောရွှေတဘာဝတံငွေစီမံကိန်းအပါအဝင်ကြောက်ဖြူမျိုးနှင့်ရှိအခြားစီမံကိန်းစီမံခန့်ခွဲမှုတွင်စစ်ကောင်စီတိုင်နိုင်ငံရေးကုန်သိန်းခါကြဆင်းမှုမှကြီးမားစွာဖြစ်ပေါ်စေနိုင်သည်ဟု AOW စီရင်ခန်းစာရင်းဖော်ပြထားပါသေးခြင်း